အဖြစ်ရထိုးစစ်ကြီးကိုပြင်ဆင်နေပါပြီလို့ပြောနေတဲ့အချိန်ရမ်းပြည်မြောက်ပိုင်းမှာ လာရှိုးမြို့ကိုပြန်အပ်ပွဲကြီးတခန္တနာကျင်းပနေပါအေပလ20ရက်နေ့နောက်တော့25ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုများကိုကျူးတင်ဆက်မှုများမှကျူးဆိုရတယ်ဒီနေ့စိတ်ထဲမှာကတိကောက်ရစ်ရှာပြီးအားကြီးကြားနေရတယ်တွေ့နေရတယ်ဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုကိုဆော့ဆော့ပဲလှုပ်လိုက်တော့မယ် တူတူနဲ့လူရင်းပေါ့အဲ့တော့အဓိကပြောမယ့်အကြောင်းအရာကအစမှပြောသလိုပဲအထွေထိုးစစ်ကြီးစတင်ဖို့ပြင်ဆင်နေပြီလို့ NUG ရဲ့မြို့သားညီညွတ်ရေးအစိုးရကာဝင်ကပြောပြီးမကြခင်ဒီကနေ့မှာလာရှုံမျိုးပြန်အပ်ပွဲကြီးကိုခံခံနာနာမြိုင်မြိုင်ဆိုင်ဆိုင်ကြီးချင်းပေါက်နေကြပါတယ်လက်နက်ကင်တက်တွေကိုတော့ဘာဖီအားရှိလို့ညာဖီအားရှိလို့နားလေပေးကြပါလို့ စာရိအရှိန်ကြီးရင်းနေတဲ့နိုင်ငံကြီးသမားကြီးတွေရှိနေပြီးတော့စစ်ဘေးရှောင်ပြည်သူနဲ့ပြည်သူလူထုရဲ့တော်လှန်ဆန္ဒတွေကိုတော့ပိတ်ဆက်မှုတွေကိုတော့နားလည်နိုင်စွမ်းမရှိတဲ့သူတွေရှိပါတယ်ဆိုတော့လက်ရှိဒီအချိန်ဒီမှာငယ်ကြုံကြီးနှစ်ကောင်ကိုမန်မဖီအဲ့အောင် တုံးတချောင်းကန်ပြီးလာရှို့မှာတယုတ်ကလည်းရုပ်ဆိုင်မယ်လို့လည်းသိရမယ်ဒီအရေးတွေတုံတက်မှာဖြစ်ပါတယ်ဒါတွေမပြောခင်မှာကဲနီကိုထိုးစစ်စမလားဆိုရဲတိုက်ပွဲသတင်းတွေအရင်တင်ဆက်ပါမယ်နှစ်နေရာပါတနေရာကတော့တဝဲခရိုင်ကထိထဘီဝါစခန်းမှာဘီဝါမူးပါအသိမိခဲ့ပါ ကယ်နယ်လိတက်မဟာလေးနဲ့ PDF ပူပေါင်းတက်တွေထိထပြီးတော့စကန်ကိုပိတ်ဆို့ဝိုင်းဝန်းတိုက်ခိုက်တင်ပိုက်အောင်မြင်ခဲ့ပြီဆိုတဲ့သတင်းတစ်ခုကြီးမော်ဖားသူစကန်ကိုတင်ပိုက်လိုက်ဆိုတဲ့သတင်းကြားလိုက်ကြားပါတယ်မော်ဖားသူသာကျွန်တော်နေခဲ့တဲ့နေရာပါနေခဲ့နေရာဆိုတော့တော်တော်တော်ကျွန်တော်တော်ထဲမှာနေတော့ကျွန်တော်စကန်ရှိခဲ့တယ်မော်ဖားသူမော်ဖားသူကိုသွားဖို့ဆိုရင်မြောက်ဒီရွှေကုတ်ကူမှတဆင့် တယင်းတရားတလက်ညိုးကိုတယင်းတရားတအရှိကိုဆက်သွားတက်ကာရရွာတက်ကာရရွာရှိကိုဆက်သွားရင်တော့တဲ့တဲ့သွားရင်ဟိုလေးလံသွားဆိုရယ်လမ်းမကြီးမာပြီးတော့လမ်းမကြီးခင်းတဲ့ဟိုးဘက်တောက်မှာမဖားသူစက်ခန်းညာဘက်ကိုလိုက်ရင်ကျွန်တော်မဖားသူရဲ့ KNDO တက်မှာခွန်နေမြေအဲဆို KNDO တယင်းကားနေမြေ KNDO ကဲနယ်လီတက်မှာခွန်ရဲ့နေမြေကျွန်တော်တို့တော်ရဲမှာ ကျွန်တော်ရဲဘော်တွေအတူစခန်းထိုင်ခဲ့တဲ့နေရာနဲ့အဲ့ဒီမော်ဖားသူစခန်းတွေကတခေါ်လောက်ပါပဲရှိတယ်တိတ်မဝေးပါဒီစခန်းကြီးကိုတမခွန်ပူအောင်တပ်တွေကတိုက်ခိုက်သိမ်းပိုက်အောင်မြင်လိုက်ပြီဆိုတော့အင်မတန်ဝမ်းသာမိပါတယ်အဲ့ဒီမော်ဖားသူကနေတရင်27တရင်20နှစ်တမခွန်ဌာနချုပ်ကင်ဒီယိုဌာနအစရှိတဲ့နေရာတွေကိုသွာလာလှုပ်ရှားခဲ့မှုပါတယ်အဲ့တော့ မော်ဘာသူစကန်းဟာထိုင်းနိုင်ငံနေဆက်မှာရှိပြီးမော်ဘာသူစကန်းရဲ့ဆန့်ကျင်ဘက်တက္ကရာကြီးထွက်လိုက်ရင်ထီကော်တော့ထီကော်တော့ပြီးရွှေကုတ်ကိုရွှေကုတ်ကိုပြီးတော့မြောက်လေပေါ့ဗျာဒီနေမြေတော့မကျွန်တော်ကောင်းသေးတော့ဒီစကန်းကိုတက်ခိုက်သိမ့်ပိုက်လိုက်နိုင်မှုအတွက်ဂုံယူပါတယ်ဝမ်းမြောက်ဝမ်းသာကြွတူပါတယ်ဒါကြောင့် KNU KNL ပါတီတို့ဒိုးစစ်စင်ပြီလားဆိုတော့အတွင်းတစ်ချက်တော့ဝင်လာပါလေဒီကနေ့ ကွန်ကရစ်ကြုံလို့တခွင်မှာလည်းပြင်းထန်တဲ့ထိုးစစ်တွေရှိနေပြီးတော့အာရှလမ်းမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။ပါတီတို့ထိုးစစ်ရဲ့အနှစ်ချုပ်ကိုကျွန်တော်နောက်ရက်တွေမှာအသေးစိတ်တင်ပြပါဦးမယ်။ဒါကတော့ဒီကနေ့သတင်းတွေဖြစ်ပါတယ်။အဲ့တော့ဒုတိယပိုင်းကိုစကြရအောင်။ဒီအကြောင်းကိုကျွန်တော်တော်တော်ပြောချင်နေတာဖြစ်ပါတယ်။အထွေထိုးစစ်ကြီးစတင်ဖို့ပြင်ဆင်နေပြီလို့ပြောပြီးတပြိုင်နက်မှာပဲ။ လာချိုမျိုးကြီးကို MND ကပြန်လဲပေးရတဲ့ပွဲကြီးဒီကနေ့မြန်မြန်ဆိုင်ဆိုင်ကျင်းပနေပါတယ်နောက်တစ်ခုကဒီအကြောင်းကိုပြောဖို့ဒီအကြောင်းတွေပါဇက်ကထွက်လိုက်တိုင်းမှာနံပါတ်1ဓာတ်ပုံလေးတစ်ပုံအရင်မြင်အောင်မိပါတယ် KNDF အလှန်နဲ့ချိုင်းတော့လေးတွေနဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေအုတ်ကူရှေ့မှာရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံရေးဖိဆက်လိုက်ရတယ်ကျွန်တော်တို့ PDF လူငယ်ရဲဘော်တွေရဲ့ အသက်တည်ဖြစ်ညင်ရောက်ချင်းပြီးစကားကိုပြောမှာဖြစ်ပါတယ်အဲ့တော့အထွေထွေထိုးစစ်ကြီးဆိုတဲ့အမျိုးသားညီညွတ်ရေးအစိုးရကောင်ဝင်ရဲ့ AR တိုင်းတင်နန်းစင်ပွဲ AR စစ်ဌာနတစ်ခုရဲ့တင်နန်းစင်ပွဲမှာပြောတဲ့စကားအဲ့ဒီအရှိလင်းမှာပဲတမရာကြီးကတမရာကြီးဒူဝါလက်ရှိလာကအန်ယူဂျီရဲ့တိုက်ပြေလေးပုံတပုံတော့ဖက်စစ်တပ်ကအုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ပျော်ပြီးဆက်လက်တိုက်ပွဲဝင်ကြမယ်လို့ပျော်ပြီးမကြခင်မှာ MNT ရာလာရှုမြို့ကိုပေးလိုက်ပါတယ်12ရက်ကွက်ပဲပေးတယ်12ရက်ကွက်ပဲပေးမယ်ဂျန်တဲ့နေရာကြီးဝိုင်းပိတ်ဆို့ထားမယ်ဘလို့ဘင်းပြောစီကမှုဖက်စစ်တပ်စစ်ကောင်စီတပ်သားတွေဝင်ရောက်လာဖို့အတွက် MNT နဲ့ဝတ်တပ်သားတွေလုံခြုံရေးယူပေးရတယ်လို့တရုတ်ကိုယ်စားလှယ်တိတ်ရှိကျွင်းဒါရောက်မှုကိုလည်းလုံခြုံရေးအပြည့်ယူပေးထားရမှာ မိုးရီအပြင်မှာချိန်နေတယ်အဲ့တော့လာရှုမြို့အခြေအနေကိုအရင်ကြည့်အောင်ဒီကနေ့လာရှုမြို့ဝင်မြို့တော်တွေအားလုံးပိတ်ဆို့ထားလိုက်ပြီလို့သိရပါတယ်အဝင်ထွက်နေရအားလုံးဒိန်းဒီဘက်ကနေ AD တရားကိုပိတ်လိုက်ပြီလက်တော်အဝင်ထွက်လောကမရဘူးမန္တလေးလာရှုတီဘောလာရှုမြို့ဆယ်မိုင်အကွာလာရှုမြို့ဝင်နောင်မုံကိုလေဒီကနေ့မနက်မှာစတင်ပိတ်ထားလိုက်ပြီ 等于别个了啦，幺二个了嘞，拿手股会弄回家咯。伊哪一不为没有少呢？哪帮不哪帮低保不为拿木头过来委托你背他嘞？第二，你们那冇买石膏石，然后啊，老新哈，拿手股会要啦。阿们哩，再买来就叫太阳股收购，多几多几样嘞石膏石，得。第二呢，是阿爷哩。 20ရက်နေ့2025ခုနှစ်မှာလာရှုပ်ကိုအင်အားအလုံးရှင်းနဲ့ပြန်လည်ဝင်ရောက်လာတမိုင်းဝင်နဲ့ညီမຫນွေဦးတော်လန်ရေးရဲ့နေ့တစ်နေ့ဖြစ်မှတ်တမ်းတင်ထားကြရပါဘူးလာရှုပ်မျိုးကိုတရုတ်ထူးတန်တမန်တိတ်ရှိကျွင်းရောက်နေတယ်လို့ကျွန်တော်တို့သိရပြီတိတ်ရှိကျွင်းခေါင်းဆောင်နဲ့ကိုယ်စလဲအဖွဲ့ဟာတရုတ်အလှန်ကြီးလွင့်ထူကား ာမဲကြီးတွေနဲ့ခန္ဓာစွာဝင်ရောက်လာနေပါတယ်။ပြစ်ခတ်ရစေမှုစောင့်ကြည့်ရေးအဖွဲ့လို့ရေးသားတဲ့အနက်ရောင်ကားတွေနဲ့ဝင်ရောက်လာပြီးလာရှုမြို့ကန်တွေကတော့လာရှုကိုအုပ်ချုပ်မဲ့အုပ်ကြီးဟာတိတ်ရှောက်ကျွင်းမယ်လို့ပြောဆိုနေလျက်ရှိတယ်။အဲ့တော့ငယ်ကြုံကြီးနှစ်ကောင်မန်ဖီမှာစိုးလို့ဒုတ်တစ်ချောင်းနဲ့ကန်ဆောက်နဲ့ကန်ဆောက်ပြီးတော့နှစ်ကောင် ရာမဖြစ်နဲ့နော်ဆိုပြီးတော့ကြိမ်တုတ်မဲ့ပုံစံမျိုးကိုတရုတ်လောက်တာကိုကြည်ရင်ကျွန်တော်အင်မတန်ရှက်ပြီပါဖက်စစ်တပ်ဟာလေဖက်စစ်တပ်စစ်ကောင်းဆောင်ဟာလေသူ့ဂျိုးစီးပွားနဲ့စစ်နိုင်ရေးကိုရှေးရှုပြီးဘသူကြုံခံရခံရဖင်ပေးပေါင်းနေတယ်လို့ကျွန်တော်မျော်လင့်အားကိုယုံကြည်ကြတဲ့ MMDA ဟာလေ ီအားတွေနဲ့လို့ဖီအားတွေနဲ့မို့လို့ပေးလိုက်ရပါတယ်ဆိုတော့စကားတစ်လုံးကလွှဲရင် ကျွန်တော်တော့ဘာမှမပြောသေးပါဘူးငယ်ကြုံကြီးနှစ်កောင်မန်ဖီရင်ချိန်တုတ်မဲ့အကွက်နဲ့တရုတ်ဟာ လာရှုမြို့မှာယုံဆိုင်မယ်လို့သိရတယ်အဲ့တော့ကာတာဆမူဘုတ်ချုပ်ကကူဆိုတဲ့កောင်လဲလာရှုမြို့ကိုလာမယ်လို့သိရပြီအန်ဒီရဲ့ အထွေထွေတွင်းမှုနဲ့စစ်ဦးစီးချုပ်လေလာရှိုးကိုရှောင်နေပါတယ်အဲ့တော့လာရှိုးမှာရက်ွက်12ခုကိုစစ်ကောင်စီကိုပြန်ပေးမယ် MND ကတိုင်ဒီခရိုင်တွင်းတို့ထည့်ထားတဲ့မြို့ပေါ်မှာလဲဆက်ဆံရုံးနေဖွင့်တယ်လာရှိုးနဲ့လာရှိုးကိုတရုတ်နဲ့ကလဖန်ထိုးချက်နဲ့စကားဆလက်တဲ့ပြန်အပ်ပြီးတက်တွေဘလို့နေရာချမယ် MNDA စက်ကစတရုတ်လူရှုပ်တွေနဲ့လာရှုပ်မျိုးကိုဘလို့ စီမံအုပ်ချုပ်မလဲဆိုတဲ့အတန်တွေနဲ့အတူအင်မတန်ရှုပ်ထွေးပွေလီပြီးရှစ်လျှောက်ပညာမရာတွေပဲဖြစ်လာတော့မှမလို့လာရှုံမြို့ကန်ဒီအ мян ထွက်ခွာကြဖို့ပြောလိုပါတယ်ဒီကနေ့လာရှုံမြို့မှာလဲစီဝေးလျှောက်အင်းတွေကိုခိုးဆိုးလူရဲမှုတွေတရဆက်ဖြစ်နေပြီးဖေယိုဖေးရဲ့နဲ့ဘသူအဖေခေါ်ရမှမသိတဲ့အခြေအနေမျိုးကိုပြန်ရောက်လာနေပါတယုတ်ကိုအဖေခေါ်ရမလားစစ်ကောင်စီတပ်ကိုအဖေခေါ်ရမလား အမန်ဒီကိုအဖေခေါ်ရမလားလာရှုမှာဖရားတွေအများကြီးပွင့်တော့အဲ့တော့လာရှုကိုထိမ့်ချုပ်စီမံကြမယ်ဆိုတဲ့လူတွေဟာအလီမူလာလိုရက်ွက်ထဲမှာတောင်းကျမ်းနေကြတခိုးတမြဝရံပြေးဖာကောင်းဖာဆွဲလူလိန်လူညစ်တွေနဲ့အခွန်ရေးသမားလူရုပ်မာတွေကြီးပဲဖြစ်နေတာကိုတွေ့ရပါတယ်နောက်တစ်ခုကဖက်စစ်တဲ့ဓမြအုပ်စုနဲ့သူ့အတွက်ကြံရင်ဘာမစို့လို့တဲ့တယုတ်အကြံပဲ ဖြာခေါင်းတွေပါနေတဲ့လာချုံမျိုးအုတ်ထုတ်ကြီးအဖွဲကိုမြို့ကန်လူတို့နှစ်တက်လိမ့်မယ်မထင်ပါဘူးတို့တော့လာချုံမြို့ကန်ဒေသခံပြည်သူလူတို့ရဲ့စစ်ဘေးကြောင့်ထွက်ပြေးရတာတွေတော်လှန်ရေးအောင်မြင်လို့ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြတာတွေကိုတော့ဘယ်သူမှစာနာနားလည်ပေးလို့ချင်းမတွေ့ရဘူးအဲ့တော့သက္ကသဓမြအုပ်စု တက်တွေနေရာခြားတော့ဘူးဂျာတိရသည်မြမြို့ကိုအုပ်ချုပ်မဲ့စီမံချက်တွေဟာအချိန်မြေစစ်ထားဖြစ်မဲ့ရန်ပုံကြီးပေါ်မှာကစားနေရတယ်လို့ပါပဲတေယုတ်ကစိတ်ကူးနဲ့မာကြောက်ကစားလို့ဗျာမလာကတော့စောက်ရှက်မရှိကြတော့ပါဗျာတေယုတ်ကိုအဖေခေါ်ပြီးအကြံကုန်လို့ဂလုံစားချက်ကျွန်ကန်ဖင်ပေးပေါက်နေတယ်တောင်ထိပ်မှာကြာပေါက်ရင်ပေါက်မယ်အနောက်ကနေသာထွက်ရင်ထွက်မယ်လာရှိုးအခြေအနေကတော့နောက်ထပ်တင်းကြီးအေဂျင်စီအခြေအနေမရှိပါဘူးလို့ ကျွန်တော်ပြောလိုပါတယ်။တေချာတဲ့သုံးသက်ချက်တစ်ခု ဟောကိန်းထုတ်လိုက်ပါမယ်။လက်ရှိအခြေအနေမှာတော့မနေ့ကမြင်းမူတနေ့ကတပိတ်ချင်းဒီကနေ့ဆိုရင်စကိုင်းတိုင်းစာလင်ကြီးတို့အချို့နေရာတွေမှာဘုံတွေချဲနေတယ်။တာမန်ချင်းဒီမှာတော့မယမနာဘုံချဲနေတယ်ဖတ်စစ်တဲ့လေလစကန်တစ်ခု အခြေဆိုင်စကန်တစ်ခု စစ်ကောင်စီအတွက် ထောက်ပံ့ပေးလိုက်တယ်ဆိုတာကိုတော့ဘလို့သဘောရှိသူတွေဖြစ်ဖြစ်လက်ကိုခံရပါလိမ့်။လာရှုနေသေးကနေထောက်ဖို့ကင်းတော့ဘုံကျဲလေရင် ပြန်တက်ခွင့်စဉ်သက်ခွင့်ရှိမရှိသူတဲ့အကြောင်းအမကကြပေးနိုင်သူရှိထွက်ခဲ့လာ။အဲ့တော့လာရှုနေသေးလက်လန်းပြီးတဲ့ဒေတာတွေကပြည်သူရဲဘော်တပ်စခန်းတွေဂယုဆိုင်ကြပါလာချိုမျိုးကိုစစ်ကောင်စီတက်နေတရုတ်ပြည်ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာတော့ အာဂိုတကြီးမျောလင်းတကြီးနဲ့နေခဲ့ကြတဲ့ကျွန်တော်စီဒီယန်ဝန်ထမ်းအနေနဲ့နိုင်ငံရေးအချင်းသားတွေဟာတက်တုတ်ရိုက်ပြီးလာချိုမြို့ကထွက်ခွာနေရပါနေရာဒေသတစ်ခုအထိုင်မကြခင်မှာနောက်ထပ်တစ်ခုထပ်ပြောင်းစိတ်လုံးကြုံမှုရုပ်လုံးကြုံမှုမရှိတဲ့နေရာတွေအတိအိမှနေခဲ့ရတယ်နေထိုင်ခဲ့ရပြီးထပ်ပြောင်းရွှေ့ဒီလိုအခြေအနေကြောင့်နိုင်ချင်းတွေအားလုံးနေတိုင်းမှုမလုံးကြုံရတဲ့လုံးကြုံတဲ့နေရာကိုကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်လဲပြောင်းရွှေ့နေပါတယ်အဲ့တော့ ။ MND နဲ့လာစစ်ကောင်စီတိုက်ပွဲမှာလာရှိုးချင်းတော်ပွင့်သွားပြီးလုံမြောက်လာတဲ့နိုင်ငံရေးချင်းသားတွေ။တော့ရောက်လုံလုံတဲ့ CDN တွေ၊ NAM CDN တွေပေါ့နော်။ဒါတွေရတော့နေထိုင်ရေးစားရေးတောက်ရေးအလုပ်ကင်တွေမတိကြမကြေရာမှုတွေနဲ့တော့ကောက်ပါတောင်းချောက်ထောင်နဲ့ရင်ဆိုင်ကြရပါတယ်။နော်။ဘုကံကတော့လက်ရှိရှင်းနေအားလုံးတို့ကိုရှိပါတို့စီမှာရှိပါတယ်။ကုညီပေးမယ်လို့တော့ပြောပါတယ်။ လာရှုမှာတည်ကြတာကတယုတ်ဆက်ဆံယူတယုံဖွင့်ကိုဖွင့်ပါလေရှင်ချင်းပြောရင်တော့ရမခပါပြန်ပေးလိုက်ရပြီလင်းဝင်းမှာပြန်ပေးလိုက်ရတယ်လာရှုလေစိတ်ပါပြန်ပေးလိုက်ရတဲ့အခြေအနေမျိုးပါအဲ့တော့အဲ့တော့ရှမ်းမြောက်အခွင့်မှာလာရှုပြီးမိုးကုတ်လားလာရှုပြီးနောင်ချူလားလာရှုပြီးတီပေါ်လားလာရှုပြီး နောက်ထပ်ဘယ်မျိုးတွေစကားစကားတိမ့်ပိုက်သွားနိုင်မလဲဆိုတာအရင်စိတ်ဝင်စားပြန်ကောင်းမယုံမရှိနဲ့ဖက်စစ်တက်ဟာတကယ်လုံးပါပဲလာရှုကအထိုင်ချပြီးအနီးဆက်ဆုံးမိုးကုတ်အန်ဒီရရှိပါတယ်လာရှုကလာရှုကအထိုင်ချပြီးရှမ်းမြောက်မှာသူရှုံးခဲ့တဲ့တိုက်ပွဲတွေကိုပြန်တိုက်ကိုတိုက်ပါလိမ့်မယ်ဘုံနဲ့ကျဲကိုကျဲပါလိမ့်မယ်နော် ါကိုအထူးသတိချက်ကြဆိုတော့တစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ရေးနဲ့အတူ MNE နဲ့မဟာမိတ် PDF အစရှိတဲ့ပူပေါင်းတပ်တွေဟာ2024ခုနှစ်ဩဂုတ်လ3ရက်နေ့မှာလာရှုမြို့ကိုအပိတသိမ့်ပိုက်လိုက်ပါတယ်လာရှုကို၈လကျော်ကြာထိမ့်ချုပ်ထားပြီးအုတ်ချုပ်ရေးရန်ရယာဖော်ဆောင်နိုင်ခဲ့တဲ့ MMDA ဟာဒီနေ့တော့ဧပြီလတတိယပတ်မှာစစ်ကောင်စီလက်ထက်ကိုပြန်အပ်လိုက်ရပါတယ် ။နောက်ပိုင်းညောင်သုံးဘွယ်ထိမ့်ချုပ်ထားတဲ့နေရာမှာရခိုင်ကလွင်ကြံတဲ့မြို့တွေအားလုံးစစ်ရေးရင်ဆိုင်ရတော့မယ်။ဖက်စစ်တက်ကလရက်ခေါပြီးထွက်လာတော့မယ်ဆိုတော့ဘုရောအမှန်တကယ်တည်ရနယ်လီအသင့်ပြစ်ထားစေချင်ပါတယ်။ကျွန်တော်တွေကတော့ဖြစ်လာမှပဲပြောကြတာပေါ့။ဒီအချိန်ဒီပါဒါကလာချိုမျိုးရဲ့နောက်ဆုံးဖြစ်နေတဲ့အခြေအနေကိုပြောပြတာ ညမာတို့ရဲ့နှစ်တကူအတာတချံကာလအပြီးနှစ်ဆန်းတရက်နေမှာတိုက်ပြည်ရဲ့လေးပုံလေးပုံမှာတပုံတော်ဘက်စစ်တပ်ကအုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးတိုင်းတက်တွေကထိန်းချုပ်ထားပြီလို့အနည်းဦးတမိုင်းတူဝါလက်ရှိလာပြောတယ်ဟုတ်ပြီဒါကိုခဏထားလိုက်ပြီအထွေထွေထိုးစစ်ကြီးနဲ့နိုင်ငံလုံးဆိုင်ရာအထွေထွေထိုးစစ်ကြီးစတင်ရင်မဟာမိတ်တိုင်းသားများနဲ့မဟာမိတ်များနဲ့ပြင်ဆင်နေကြပြီလို့မြန်မာညီညွတ်ရေးအစိုးရကာဝေးဝင်ကြီး ပြောပြီးမကြခင်မှာလာချိုမြို့ကို MND ကပြန်ပေးလိုက်ရပါတယ်ပြန်ပေးလိုက်ရပါတယ်တရုတ်ရဲ့ဖိအားပါ DNL နဲ့ KIA နဲ့ဖြစ်ညှို့ညွတ်ကြပါအဲဆိုတော့နားလေပေးရမယ်တရုတ်ရဲ့ဖိအားကြောင့်မို့လို့နားလေပေးရမှာပေါ့သူတို့လေလုံနိုင်တော့လုံပြီးပြီပဲဟာဟုတ်ပါတယ်ဒါတွေပြောနေတဲ့နိုင်ငံရေးသမားအများပြတော်လည်းရေးသမားအများပြခေါင်းဆောင်ကြီးများခေါင်းဆောင်ကြီးများအများပြရှိနေကြနေတွေ့နေရစစ်ကြော့ တည်ကြည်ပျက်စီးအိုးအိမ်စွန့်လို့အသက်ပေးသွားတဲ့သူတွေနံပါတ်၁စစ်ကြောတည်ကြည်ပျက်စီးအိုးအိမ်စွန့်လို့အသက်ပေးရတဲ့သူတွေထဲမှာမှာနံပါတ်၁အပြစ်မဲ့ပြည်သူတွေနံပါတ်၂တော်လန်လူစိတ်ကြောင့်တော်လန်သောပြည်သူကာဝေးတက်မတော်သားများနံပါတ်၃နှီးပေါင်းစုံနဲ့တော်လန်သောတော်လန်ကြီးသမားများနံပါတ်၄ဝမ်းမြောက်ဝမ်းသာအိုးအော်တောင်းနေအားပေးဂုံပြုချီးမွမ်းခဲ့သောပြည်သူလူထုများရဲ့ အခြေအနေနဲ့စိတ်ခံစားမှုပျော်ရွှင်တတ်ကြမှု motivation ဆိုတဲ့အာတတ်တယောဖြစ်မှုတွေကိုရရင်ချိုးလိုက်တဲ့အခြေအနေကိုဘယ်သူမှနားလဲစမ်းတာမဖြစ်ကြဘူးလားတည်သွားတဲ့လူတွေပြည်သူတွေရောတော်လိုင်းသမားတွေရော PDF တွေရောနောက်ပြီးတော်လိုင်းအောင်ဝတ်တစ်ခုကိုမှတ်ယူပြီးတော့အာတတ်တယောဂုံပြုတ်ဂုံယူခဲ့ကြတဲ့သူတွေအတွက်ရော ဘသူမှနားလဲစာနာပါလို့ပြောမိလို့မရှိဘူးလားလက်နက်ကင်တက်တွေဟိုကြတော့ဗမာစိတ်ပောက်ပြီးဖော်လန်ဖားနားလဲပြေးလိုက်ကြပါနားလဲပြေးလိုက်ကြပါဒါပြည်သူလူလူနဲ့တော်လိုင်းဘတ်တော်သားအချင်းချင်းကိုကြတော့အမန်ဒီရတောင်းချေပါလေလေတီအန်လေးကဒါဆိုရင်အမန်ဒီနဲ့ကျွန်တော်တို့မဟာမိတ်ဖွဲ့ပြီးတော့တိုက်ပြီးနေပြည်တော်ကြီးကိုရောက်ပြီး နေပြီးတော့ပြန်ပေးလိုက်တော့နားလည်မှုယူပြီးတော့ဆိုကြလာအမန်ဒီနဲ့မဟာမိတ်ဖွဲ့ပြီးကျွန်တော်တို့ရန်ကုန်ကိုတိုက်ပြီးသိမ့်ပိုက်ပြီးပြီအမန်ဒီနဲ့တရုတ်နဲ့ဆက်ကဆက်နဲ့ညီပြီးရန်ကုန်ပြန်ပေးလိုက်ဆိုရင်နားလည်ပေးရအောင်ပါလားဖယ်အထိနားလည်ပေးရအောင်ပါလေအသက်တွေဘွားတွေပေးပြီးနားလည်ပေးရအောင်ပါလားဗမာမြေတဲ့အချုပ်ချာအာနာရဲကိုတရုတ်ရုံးဆိုင်ခွင့်ပြုတဲ့အခြေအနေထိနားလည်ပေးရပါလား တရားခံဟာဖတ်စစ်တတ်ဖြစ်တယ်။သို့တော့တရားခံဖတ်စစ်တတ်ကိုလောက်ခွင့်ပေးတဲ့သူတွေဟာလေတရားခံနိဗ္ဗာအပိတ်ကူညီသူဖြစ်နေဥပဒေကြောင်းရစဉ်းစားကြည့်မယ်ဆိုရင်အပြစ်ရှိတယ်လို့ယူဆလို့မရဘူးလား။ဟုတ်ပါပြီ။ဒါနဲ့ပတ်သက်ပြီး nationwide operation ဆိုပြီးတော့တရုတ်ပြည်အဝင်လာမှာဆိုလို့ ဝင်လာမယ်ဆိုတာသိလို့နိုင်ငံလုံးဆိုင်ရာကောခေါ်ခဲ့တော့လေမပါဝင်လာခဲ့တဲ့ဘယ်တက်တွေပေါ့ဗျာညာတက်တွေပေါ့တိုင်ရင်ပေါင်း160တိုင်ရင်ပေါင်း300တွေနေရှင်ဝိုင်းအော်ပရေကြီးခေါ်ပြီးတော့အစင်သိလုံးချရအောင်အတူတိုက်ကြရအောင်လို့ကောခေါ်နေတော့လေဖာသီဖာသာနေခဲ့တဲ့ကျွန်တော်တို့တော်လိုင်းကြီးတက်တော်တော်များများထဲကမှအထူးပြုပြောလို့တာကအမျိုးသားညီမျိုးအေးအစိုးရရဲ့တိုင်ရင်ပေါင်းညာနဲ့ချီတွေကိုအစင်သိမပြင်းစင်ခဲ့နိုင်ပါဘူး ဒါပေမဲ့ဒီကနေ့လာရှုံမျိုးပြန်မပေးခင်တရက်နှစ်ရက်မှာပဲအထုတ်ရီထိုးစစ်ကြီးစမယ်လို့သူတို့ကပြောပါတယ်။နိုင်ငံကြီးမှာတိုက်ဆိုင်တာမရှိပါဘူး။အနောက်မှာဘာတွေဖြစ်နေလဲ၊အရှေ့မှာဘာတွေဖြစ်နေလဲ၊အလယ်မှာဘာတွေဖြစ်နေလဲ။ပြည်သူရင်တွေဟတ်တက်ကွဲပြီးအန်စိတ်တန်နေခင်ဗျားတို့ကြားကြရတာ။ဟမ်။ကြားကြရတာ။ဖက်စစ်တပ်ကဘာဆက်လုပ်မယ်လို့ထင်ပါတယ်။ ရန်တိုင်းမင်းစစ်စင်ကြီးနဲ့တနိုင်ကံလုံးကလေကြောင်းထိုက်ခိုက်မှုတွေကိုအချိန်မြင့်လုပ်ပြီးမိုးရင်းကာလမတိုင်ပြီးကြားသမျှနယ်မြေတွေမြို့တွေမှန်သမျှပြန်လဲတိမ့်ပိုက်ဖို့အထူးညွန်ကြားချက်တစ်ခုထွက်ထားတယ်ရှင်းတယ်နော်မနေ့ကရခိုင်ကြောက်တော့ကိုဘုံကျဲတယ်ငင်းမှုကိုနောက်ဆုံးဘုံကျဲခဲ့တယ်အရှိကမန္တလေးတပိတ်ချင်းကဂျွာနေရွာဘုံကျဲတဲ့ကိစ္စနောက်ပိုင်းမှာ ရွှေတောင်ရံတာပေါင်းရေကြီးလေးမျက်နှာအင်ကပူပရောကြီးကျေးရွာလေးမျက်နှာမျိုးပန်းတော်ကြီးကျေးရွာအကတက်တော်အေးပူပေါင်းတက်ပြီးတိမ့်လိုက်နေ့တိုင်းဘုံကျဲနေတယ်ဟင်္ဒရာဟာမကြခင်ဖက်စစ်တဲ့ဘုံကျဲမှုကိုခံရတော့မယ်အခြေအနေဂျန်တိုင်းကြီးစစ်စီရင်နဲ့လေကြောင်းကအဆက်မပြတ်ဘုံကျဲပြီးစစ်ကြောင်းထုတ်ကရသမြနေမိတယ်ပြန်လဲတိမ့်ပိုက်ပြန်မုံမတိုင်ခင်ဒီတလအတွင်း၄၅၅လ၆လပါပြီမရောက်ခင် အထူးစစ်စီလို့ဖို့ဖက်စစ်တက်ကညွန်ကြားချက်ထွက်လာအဲ့တော့ကျွန်တော်တို့ပါဆက်လုပ်ကြအထရီထိုးစစ်တီစတင်ရန်ပြင်ဆင်နေပါပြီလို့ပြောတဲ့မြန်မာညီညီအစိုးရ MOD ကဝေးဝင်ကြီးအနေနဲ့ပြောတဲ့စကားတိုင်းအကောင့်တွေပေါ်ပြီးဖို့ပန်ကြားလိုပါတယ်ဒါပေမဲ့အရှိမှာတော့လေရင်နဲ့ဘုံကျင်းမှုတွေမြင်ရတိုင်း ကင် project နဲ့ဒေါ်လာတန်းချီတဲ့ပတ်စံတွေဝီဝေါ်နဲ့ပျောက်ဆုံးတာတွေကိုပြန်တွေးမိတိုင်းလူချင်းမင်းတို့ပြောစကားကိုတော့ရုံမတန်တရားဖြစ်မိရဲဘော်လို့ပြီးသူတို့ရေကိုယ့်ရဲ့အာနာပါဝါနဲ့ကိုယ့်ရဲ့လုံနိုင်စွမ်းကိုမြင့်တင်ချဖို့လို့လုံလာပြီကျွန်တော်တို့ရှေ့ဆက်ပြီး ောင်ဝဲကိုရဖို့ဆိုရင်တော့ဒီမိုးဒီဒီလေဒီလူတွေနဲ့ကတော့အလုံးဖြစ်မယ်လို့မထင်ဘူးဘလို့ပြုတ်ပြင်ပြောင်းလဲကြလေဘလို့စီမံဆောင်ရွက်ကြလေဒါတွေကိုကောမန့်မှာရေးရပြီးကြည့်ဖိတ်ခေါ်ရင်ဒီနေ့ညတော့ဒီတော့ပဲအားလုံးကိုကျေးဇူးတင်ပါ